ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါအိန္ဒိယဇပားမျိုးဘတ်စမာတီပေါ့နော်ဒါဘတ်စမာတီကကျွန်တော်စိုက်တာ၄နှစ်လောက်ဖြစ်လာပြီအဒီနေ့ကတော့တခါမျိုးတန်ကိုထပ်ဝယ်ပြီးတော့တခါပြန်စိုက်ထားတာပေါ့နော်အဲ့တော့ဘတ်စမာတီကအနံလှတယ်တင်းရည်လည်းမဆိုးဘူးနော်၁၂၀၁၄၀ဒီ၁၆၀ဒီတီးတယ်နော်အဲ့တော့တင်းရည်လည်း၁၀၀ကျော်တီးတယ်အဲဇပားလည်းလှတယ်အဲအဓိကဘာကြောင့်ထဲတာလဲဒီကောင်ကကျွန်တော်စားဖို့အတွက် เนาะစားဖို့တော့ဒီကောင်ကစီကြိုသွေးကြိုဓမားတွေအတွက်เนาะတော်တော်အဆင်ပြေတယ်စီကြိုသွေးကြိုတက်တာကိုလုံးဝရက်သွားတယ်เนาะအခြားဆန်ကိုစားရင်เนาะပြန်တက်တယ်သူ့ကိုပြန်စားရင်စီကြိုသွေးကြိုမတက်တော့ဘူးအဲ့တော့ဒီစဘာကဒီတားလှတယ်เนาะကျွန်တော်လင်းနှစ်လောက်လဲကျွန်တော်ဟိုလုံခဲ့တဲ့နှစ်တည်းကလဲပြလာတယ်နော်လုံခဲ့တဲ့နှစ်တည်းကလည်းကျွန်တော်ပြင်တဲ့ဟာတွေကိုမြင်မှုတဲ့လူတွေရှိတယ်။နော်ကျွန်တော်ရှာမျိုးဝယ်တဲ့လူတွေလည်းရှိတယ်။သို့တော်များလည်း သူကကျွန်တော်တို့အချိန်ခါတော့တိုင်းတတ်ရမယ်မိုးထဲမှာမှဲ့တာတို့မိုးထဲမှာကျွန်တော်အနှံကြီးထွက်တာတို့ကတော့သူနဲ့ကမတင်တော့ဘူးသူကတဘာနဲ့နဲ့နွဲ့တဲ့အတွက်လေကံမိုးတံမခံနိုင်ဘူးလဲတယ်ပြားမယ်အသီးတွေပျက်စီးပြီမိုးလို့လေလို့မှမှဲ့ရတယ်ဆိုရင်သူဒီကျင်းတည်တဲ့100ကျော်တီးတယ်နော်100ကနေ160တီးပြီးတယ်အဲ့တော့မနစ်ကသူရင်ဟုတ်ပထမနစ်ကသူကျွန်တော်140 140လောက်ပြီးတယ်เนา ဲ့တော့ဒါလေးကကျွန်တော်တောင်သူတွေအတွက်ဘတ်စမာဒီမျိုးကယောဂတန်ကိုခံနိုင်တယ်။တဘာအထလည်းကောင်းတယ်။သို့တော်လည်းမိုးတန်လေးတန်ကိုမခံနိုင်ဘူး။တဘာမျိုးလေးမျိုးထည့်ထားတယ်။ GW 11 GW 11ဟာယောဂလည်းကြောက်ရတယ်ပိုးလည်းကြောက်ရတယ်။နောက်တစ်ခါကျွန်တော်တို့ BNN BNN ဒီယောဂရောပိုးရောကိုတက်တာလေ။မိုးတင်းအတွက် BNN ဒီအတင့်တော်ဆုံးတဘာမျိုးပဲ။ BNN ဆိုတဲ့စကားအဲ့တော့ BNN BNN ခေါ်နေတဲ့စကားမျိုးတွေအများကြီးရှိတယ်အထို့ကြတော့လဲစာဘိုးတာကို BNN လို့ခေါ်နေတယ်မဟုတ်ဘူး BNN ဒီ BNN တက်တက်ကိုရှိတယ်နော်စာဘိုးတောင်နဲ့မတူပါဘူးနော်အဒါလေးတွေလည်းမျိုးအရင်းတွေကိုတိမှဖြစ်မယ်နောက်တစ်ခါကျွန်တော် RD85 ထည့်ထားတယ်အဒီ RD85 လည်းအတီးလာတယ်နော်အထွက်လုံးကောင်းနေတယ်တိုးတော်လေး तू ကမျိုးရာတီတောင်ယောဂဝင်နေတယ်အဲ့တော့ဒါလေးတွေ RD85 လည်းပြပြီးမယ်အဲ့ဒါကတော့ကျွန်တော် ဒါတော့ကျွန်တော်ဘက်မာဒီပေါ့နော်အီလီယာဇဘာမျိုးဒါပထမတော့မျိုးအမှန်ကိုယူပြီးတော့စိုက်ထားတာအဲ့တော့အီဒီမှာဇဘာမျိုးတွေကတော်တော်များတယ်ကျွန်တော်ဒီကနေပေါ့ဖိုးထောက်လျှောက်ပေါ့နော်အဲ့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကြမ်းမှချမ်းသာကြပါသည်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါ RD85 ဇဘာမျိုးပေါ့နော်အဲ့တော့ခေါင်းဆောင်ရှင်းနေမြက်ရှင်းနေဇဘာကြည့်တော့လှတယ်ဒီကောင်ကတော့အတင်းကြီးဘိုးထွက်နိုင်တယ်နော် ခုနကကျွန်တော်ပြခဲ့တဲ့ဘတ်စမာတီတဲ့တင်းကြီးပို့ထွက်မယ်။သို့တော်냐လေဒီကောင်ကခုငွေရတီတောင်ယောဂါလေးတွေပြခြင်းနဲ့เนาะအပင်တွေအရွယ်ရောက်လာတဲ့အခါမှာတန်ကြီးကွက်လေးတွေဖြစ်ပြီးတော့ကျွန်တော်တို့ယောဂါတွေဝင်လာတယ်ပေါ့နော်။အဲ့တော့ဒီကောင်ကတော့ RD85 เนาะမြေလဲရှင်းတယ်။ခေါင်းတောင်းလဲရှင်းတယ်။เนาะဒီကောင်ကတော့ကျွန်တော်တို့ နေရာဒီတော့ယောဂါလီနည်းနည်းပြကျင်တယ်မိုးရာဒီကပိတ်ပြီးတော့မကျင်းသေးဘူးအဲ့တော့ယောဂါဒီဒီညကြီးကလည်းလာတယ်လို့မျိုးဒီနည်းလည်းစိုက်နေမျိုးဒီနည်းလည်းစိုက်နေအခုကျွန်တော်11 G2 လို့11ထည့်ထားတယ်အဲခုနက BNN စကားမျိုးထည့်ထားတယ် BNN ဒီယောဂါလည်းမပြဘူးနော်ပိုးလည်းမကြဘူးတက်တာလေနော်ကြံတဲ့စကားတွေကယောဂါလည်းပြကျင်တယ်ပိုးလည်းကြိုက်တယ် မြေကြီးမကောင်းရင်လည်းပူတိတာတယ်အဲ့တော့မြေကြီးကလည်းအဓိကကြသလိုမျိုးကလည်းအဓိကကြတယ်ပိုးကလည်းနှိမ့်ဆက်မှုဓာန်ကိုခံနိုင်တဲ့သဘာမျိုးရှိတယ်မခံနိုင်တဲ့သဘာမျိုးရှိတယ်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ RD85 အော်ဒီကောင်ကြတော့ခုနကကျွန်တော်ပြလိုက်တယ်ဘတ်စမာဒီနော်ဘတ်စမာဒီကတော့ဒါဒီကနေဟိုထောက်လျှောက်ပေါ့ဘတ်စမာဒီဒီနော်ဘတ်စမာဒီခင်းလေးအဲ့တော့ကျွန်တော်ဒီနေ့စပါးကင်းကိုပြရင်းနဲ့ကျွန်တော် အရေးကြီးတာလေးတစ်ခုထပ်ပြီးတင်ပြပေးခြင်းတာကခုချိန်မှာတောင်သူတွေနေရာတုံးကျွန်တော်တို့ထိုင်ပေါင်းလေးတွေเนาะစက်ကလေးတွေဝယ်ပြီးတော့အတုံးပြူနေကြတယ်ပေါ့เนาะကျွန်တော်တို့လည်းပို့တင်တဲ့မြို့တွေကိုဓာတ်ရိုက်ပို့နေအဲ့တော့ကျွန်တော်ရှာပဲဝယ်ဝယ်ဖရပဲဝယ်ဝယ်ကျွန်တော်အကောင်းဆုံးအကြံပေးခြင်းတာကတော့เนาะတာမန်မျက်စိနဲ့ဝယ်ပြီးတော့ ငါနဲ့တော့အစဉ်ပြေလောက်မယ်ဆိုပြီးတော့ညှုံးလို့ဝဲလာဝဲလိုက်တယ်ပေါ့နော်ရောင်းတဲ့ဒီဟာညှုံးလို့ဝဲလိုက်တယ်အစဉ်မပြေမှုတွေရှိခဲ့ရင်ဘလို့တာဝန်ယူမလဲဆိုတာကိုဝဲတဲ့နေရာမှာတိချာမေးပါကျွန်တော်ကဘလို့တာဝန်ပေးတယ်လေဘလို့ဂရန်နီပေးတယ်လေဘလို့အာမခံချက်ပေးလေဆိုရင်ကျွန်တော်ရှိရဝဲတဲ့ပစ္စည်းတွေဒီကျွန်တော်တို့မောင်းလိကမဟုတ်ရင်ပတ်စံပေးတရားမလိုဘူး ကျွန်တော်တို့ကိုယ်တိုင်မောင်းပြပေးမယ်ကျွန်တော်တို့မောင်းနီးတာမဟုတ်ဘူးဆိုရင်ပတ်စံပေးကြရမလို့ခုနကကျုံနေကွင်းမှာပဲဖြစ်ဖြစ်နော်မကျုံနေကွင်းမှာပဲဖြစ်ဖြစ်ခုနကလေးပန်းနေမောင်းပြမယ်ဆက်ဒီခုတ်ပြမယ်နော်အဲ့ဒီပုံမှာမှကျွန်တော်တို့မောင်းနီးတာဟုတ်ပြီဆိုရင်ဝယ်ဟူဝယ်ရမယ်ဟိုနောက်ပိုင်းမှာပြဿနာတစ်ဒုံတစ်ခုဖြစ်လို့နော်ကြိုတာပယ်တာနားမလည်တာရှိလို့ပြက်တာစီးတာတွေရှိရင်ကျွန်တော်တို့အတက်နိုင်ဆုံး ဖုံးနေကြည်ပြောပေးမယ်။မရရင်ဝယ်ရမယ့်ပစ္စည်းရှိရင်ဝယ်ရမယ့်ပစ္စည်းကိုရောက်အောင်ပို့ပေးမယ်။အဲ့ဒီဈေးကြီးခံရမယ်။နော်။အိုက်တောင်သူလုံးဝစိတ်မငြိစေရဘူး။ချက်ချင်းငြင်းငြင်းဆန်ဆန်အကောင့်တွေပေါ်ပြီးလုပ်ပေးမယ်။အဲ့ဒီအတိုင်းပဲကျွန်တော်ရောင်းလာတဲ့လူတွေဒီအကောင့်လုံးအဲ့လိုပဲဂရန်နီနဲ့တွားတယ်။အဲ့တော့အခုတောင်သူတွေကိုကျွန်တော်တို့လိုဆက်ကလေးတွေလိုက်လို့ရောင်းနေတဲ့လူရှိတယ်။နော်။အဲ့ဒီပုံမှာ ဖြောင်းတဲ့လူကိုယုံကြည်ပြီးတော့ဝယ်လိုက်ပြီဆိုရင်လုပ်ငန်းခွင်မှာအဆင်မပြေမှုတွေကိုဖြစ်မှာကျွန်တော်တို့ကမြင်နေပြီကျင်းတည်မြင်နေတယ်เนาะအဲ့ဒါကဒီများကိုလည်းကျွန်တော်ကဒုက္ခမပေးခြင်းအဲ့တော့တောင်းသူတွေကိုတည်အောင်ပြောချင်တာကတော့အဲ့ဒီအဆင်မပြေမှုတွေဖြစ်လာရင်ဘလို့တာဝန်ယူမလဲငါတို့လည်းဟိုတရံမောင်းပြပေးပါခဏလာမောင်းပြပေးပါဒီလေကဒီလောက်ကြုံနေကြုံတဲ့လေကငါတို့မောင်းပြပေးပါเนาะ ဘလို့ထဲသူထဲလာစက်အသွာစက်ကအယုံကတ္တာမှုဘလို့ရှိတယ်ဆိုတာကိုစမ်းစစ်ပြီးမှပတ်စံပြီးပါအဲ့လိုမဟုတ်ဘဲနဲ့တကယ်အကျုံလေးကိုင်းနေမှာတကယ်မောင်းတဲ့အခါမှာအစင်မပြေမှုတွေဖြစ်လာရင်အဲ့ဒီတောင်သူဒီတားနေတာအဲ့တော့ကျွန်တော်တို့သွားနေတဲ့မူကလေခွက်တစ်ခွက်ရှာထားလိုက်ပါเนาะအဲ့လယ်မှာမောင်းပြပေးမယ်အဲ့လယ်မှာမောင်းလို့မရဘူးဆိုရင်ပတ်စံမပေးနဲ့ အိုက်စနစ်ကိုရအောင်နော်ရောင်းတဲ့လူကြီးရတောင်းပါတောင်းလူကအဲ့လိုမှမတောင်းလို့ရော့အင်းပြီးသွားပြီအချိန်တန်ကြမှနော်သူကောင်းလာပါလေဆိုတဲ့ဟာကြီးကကိုယ်လုပ်ငန်းခွင်မှာအစီမပြေအဲ့ဒီတောင်းသူကပြောကျင်လာတော့နဲ့တောင်မကြက်တက်ဘူးဘယ်ဘက်ကြက်မှန်ပြီးညာဘက်ကြက်မှန်မသိတဲ့တောင်းသူတွေအများကြီးရှိတဲ့အတွက်လုံးဝစိတ်ညစ်ချမ်းနဲ့ကြုံပြရမယ်အဲ့တော့ကျွန်တော်တို့က တကယ်နားမလဲတဲ့တောင်သူတွေအများကြီးပဲဆက်တာဝယ်လိုက်တယ်နော်ခွာတော့မကြက်တတ်တဲ့နော်နှက်တောင်မကြက်တတ်တဲ့လူတွေအများကြီးရှိအဲ့လူတွေကိုကျွန်တော်တို့ကတေချာရှင်းပြပြီးမှမောင်းပုံမောင်းနီးဖြစ်ပုံတွေခုနကကျွန်တော်တို့တက်စင်ပုံတွေတခြားပြပြီးမှသူတို့လုတ်တက်ပြီးဆိုမှကျွန်တော်တို့ကတောင်သူလက်ထက်အပ်ပြီးတော့သူမောင်းခိုင်းတဲ့လက်ကွက်မှာမောင်းပြပြီးအားလုံးသဘောတူကြိုက်ပြီးဆိုမှပတ်ဆိုင်ပြီးတာလာကြည့်တဲ့လူကအဆောက် ကောင်းတယ်ကွာကြိုက်တယ်ဆိုတာဖြစ်ရမယ်လာကြည့်တဲ့လူကအစာမကြိုက်ဘူးမဟုတ်ဘူးဆိုရင်မပေးနဲ့ပါစံနော်အဲ့ဒါကြောင့်မလို့တောင်သူတွေရဲ့အခက်ခဲကိုကျွန်တော်ကတစ်ဖက်တစ်လမ်းနေပြီးတော့ဒါဖြစ်မဲ့အခက်ခဲတွေကိုကျွန်တော်ဝင်ပြီးထောက်ပြတာအဲ့ဒါလေးကိုတင်ကြရင်းနဲ့ကျွန်တော်ဒီတကယ်လက်တွေ့လုပ်နေတယ်လက်တွေ့လဲနိုင်ပုံမှာပြော့ပြနေတယ်နော်အဲ့တော့စဘာအကြောင်းကြီးထောက်လျှောက်ပြောတယ်နော်အမြည်ကြီးပတ်ထားဘလို့နော်မြင်းနေပြင်းပြင်းနာဘလို့ကစင်း သခင်ပြင်နာဘလို့မြတ်တတာဘလို့ပို့တတာဘလို့တောက်လျှောက်တင်ပြလာတယ်တင်ပြလာတဲ့အပေါ်မှာเนาะအခုလို့ခြပြနိုင်တဲ့တောင်သူဖြစ်အောင်เนาะကျွန်တော်အမြဲတမ်းကြိုးစားနေတယ်ဒါလေးကိုတင်ရရင်အားလုံးပဲเนาะကျမ်းမှာချမ်းသာကြပါစေ